အားလုံးပဲမင်္ဂလာပါရှင်မြမအော်ဒီယိုပို့ channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့ငယ်ချစ်ဦးဆီယာမလေးဆိုတဲ့အချစ်ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကခလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ရှင်ကဲဒါဆိုရင်ဇလန်လေးကိုဆက်လိုက်ကြရအောင်အချိန်နဲ့အမျှ သူကသာတရိယာနေတော့သည်ဟု မပြောလိုပါဒါမျိုးက ဖြစ်လေမဖြစ်နိုင်ပါဘဝလဲတစ်လျှောက်လုံးကိုတရိယာခြင်းရမောခြင်းတန်တာခြင်းတို့ဖြစ်တာကုံဆုံးသွားစီဖို့ဆိုသည်မှာကဘယ်လိုမှသဘာဝမကျတော့ကိစ္စဟုစံတော်ကထင်ပါ रे လက်တွေ့ဘဝတွင်လှုပ်ရှားရာတွေအများကြီးရှိသည် နေစဉ်နေ့အများတိကျမျိုးကွဲပြဿနာတွေနဲ့ကြုံရတယ်ဒါတွေကိုဖြေရှင်းနေရခြင်းကပဲ အချိန်များစွာကိုတင်ပိုက်ထားသည်။သို့နှင့်သူကိုတိုက်ဆိုင်မှုရှိမှသာတတိယဖြစ်တော်သည်။စောင်းစင်းကစားမှု အသွားအလာကရှုပ်ရှက်ခံနေသည်။သူတို့၏တိုးရိုးပက်ကားကလေးသည် လူရှိအောင်စောင်းနေရသဖြင့်မထွက်နိုင်သည်။ကျွန်တော်တို့လိုဆက်ပြီးနေကြောင်တက်သူတွေကတော့ဘဲတန်းကလင်ကလင်ပင်းရင်နဲ့ကျွမ်းကျင်စွာကိုယ်ပတ်တင်ရှောင်းသွားကြသည်။ကားနီးသို့ရောက်သောအခါကားနောက်ပိုင်းမှထိုင်နေသော သူ့ကိုတွေ့ရတယ်။လွန်ခဲ့သော၃ရက်ကမှចောင်းကိုရောက်လာသောចောင်းသူအသည့်ကလေးဖြစ်ပါတယ်။တရုတ်ကားစီကတစုံတစ်ခုကိုကျွန်တော်မြင်တယ်။လို့စီခွတ်စုံတစ်လုံးနဲ့ကျိုးနှင့်ချီ၍ကားနောက်ဖက်မှာဆိတ်ဆွဲထားခြင်းပြီးတယောက်ယောက်ကနောက်နေရပဲ။ကားထက်ရင်လို့စီခွတ်ကကလုံကလေးမြည်ပြီးတော့ပါသွားမယ်။ဝိုင်းရင်ကြမယ်။ဒါမျိုးက ကျွန်တော်လေးလုံနေကြပါ။ ဒီတစ်ခါတော့နိုးစီခွက်တန်းလန့်နေတာကားထွက်သွားနေတောင်မာလေးတော့ရှက်သွားမှာပဲဟု တွေးမိတယ်။သူ့ကိုတတိပေးဖို့လဲစိတ်ကိုလိုက်တယ်။ဟေးဟေးနင်တို့ကားနောက်မှာဘယ်ကောင်နိုးစီခွက်လာချီပေးထားမှမသိဘူး။သူကကောင်းကောင်းနားမရှိဟန်ဖြင့်ကြောင်တတောင်ကြည့်နေသည်။ဒရိုက်ဘာကြီးကဘာလဲဆိုပြီးဆင်းလာသဖြင့်နိုးစီခွက်ကိုလက်ညှိုးထိုးပြလိုက်သည်။တော်တော်နောက်တဲ့ခလေးတွင်ဆိုပြီး ဒရိုင်ဘာကြီးကနှုတ်စီခွက်ကိုဖြုတ်သည်ကျွန်တော်လည်းစပင်းကိုနင်းပြီးထွက်လာခဲ့သူ့ကိုတစ်ချက်ကြည့်ခဲ့သေးတယ်သူကကျွန်တော်ကိုဖြတ်ခနဲကြည့်တယ်သူ့မျက်လုံးတွေကလက်လက်ကလေးတွေပဲစရာလောက်သာတတိပြူပေးပါတယ်ဇင်းကြံတော့ကရေဦးစင်မှာတယုံယုံနဲ့ဖြစ်နေကြတယ်မုံစာစင်ကြီးဖြစ်ပြီးစားကြင်တာစားပြီးတော့ရင်ငတ်တစ်ဖြင့်ပြေးလာကြသူများဖြစ်တယ်ကျွန်တော်ရေတောက်နေတော့တူလာရက်တာကိုမြင်နေ သူဒီချင်းကန်းဆက်ခေါက်ဆွဲတုံစားလာတာဖြစ်မင်းတော်တော်လေးဆက်နေရန်တူတယ်မျက်ရည်ကလေးတောင်လင်းနေပါတယ်ပါးစပ်ကလေးဟာစီဟာစီနဲ့တရှုရှုဖြစ်နေတယ်နှကန်းပက်လေးမှလည်းချွေးဆက်တွေကဆုတ်ထွက်နေတယ်ကျွန်တော်ရေတောက်ပြီးသွားသည် ရေခွက်ကိုလက်ဆင့်ကမ်းရတော့မင်းတကယ်တော့သူကနောက်မှရောက်လာခြင်းဖြစ်တယ်တခြားကောင်မလေးနှစ်ယောက်ကမကြည်မနက်ဖြစ်ပြီးပွားစီပွားစီလှုပ်တော့တာပေါ့ သူကရေခွက်ကိုလှမ်းယူပြီးတော့ရေးပြတယ်။သူ့သွားတဲ့ဆောင်မှာငရုတ်တီးပန်ကလေးကကတ်နေတာကိုမြင်လိုက်ရတယ်။သူနဲ့အတူ ကောင်မလေးတယောက်ကိုပါတွေ့ရတယ်။သူ့ထက်နှစ်နှစ်သုံးနှစ်လောက်ငယ်တယ်။ရုပ်ချင်းစင်တဲ့ပြင်သူ့ညမဖြစ်မှန်သိလိုက်ရတယ်။သူကပြောင်းမှုတစ်ခုကိုကန်ဆာရင်နဲ့ရှောက်လာတယ်။ကျွန်တော်ကိုမြင်တော့ပြုံးပြပြီးစားမလားလို့ပြောင်းမှုကိုလှမ်းပေးတယ်။ကျွန်တော်ကခေါင်းခါပြလိုက်တယ်။ သူ့ညမလေးကအေးအမေကောင်းလေးရရှက်နေရသေးတယ်။စာတိမ်မကကျွန်တော်ကိုကောင်းလေးဟုခေါ်လိုက်သဖြင့်ရဲကျင်သွားသည်။သူကသူ့ညမလေးကိုတထောင်နှစ်တူ၍နေငါလေးဆိုတော်ဟန်ဖြင့်လှုပ်ပြရသည်။စာတိမ်မကတော့ခရုမဆိုင်။ညပနတန်းရောက်ပြီလေဟုမေးတယ်။အာခကောင်းမလေးပဲ။သူကလူကြီးကိုပြန်မေးနေရသေးတယ်။သူရရင်ကျွန်တော်ကစိတ်မဆိုးပဲနဲ့ ခြောက်တန်းပါခမညာအမကရောဟုပြန်နှောင်းလိုက်တော့တာပေါ့ခြားတိမ်မကငါးလေးတန်းငါးနမေကိုမှတ်ထားခိမေတင်းနဲ့မမကခိမေမြင့်ကဲလေးနဲ့ငါတို့နဲ့တငယ်ချင်းဖြစ်ပြီနော်ဟုတ်ကဲ့ပါခမညာဒါဆိုသွားတော့မေမမနဲ့စကားပြောလိုက်ရောလေကနေနဲ့ထွက်ပြေးသွားတော့တယ်ခလန်းလန်းရောက်မှတစ်ချက်ကြည့်ပြီးတော့ရှာထုတ်ပြသွားသေးရဲ့တော်တော်တတ်တယ်နော်ဟုတ် ကျွန်တော်ကပြောလိုက်တယ်။ဟုတ်တယ်။စွာလဲသိမ့်စွာတယ်ဟုခင်မင်းမြင့်ကပြန်ပြောသည်။နင်က၆တန်းပြီကမဟုတ်လား။ဟုတ်တယ်။နင်ကအေးကန်းတော့။အင်း။ချက်ချင်းခင်မင်းရင်းနှီးသွားကြတယ်။သူကပြောင်းမှုပေါ်ရှင်ကလေးတစ်ကောင်လိုပင် အလျင်မြန်စားပြစ်လိုက်တယ်။အင်းကြီးကြားတဲ့လက်နိုင်ပြီးတော့ပြန်ထုတ်သွားတော့ခါမှာမယမ်းများတစ်ထုပ်ကပါလာတယ်။စားမလား။ဟမ်။ဘာဖြစ်လို့လဲ။ ငါအင်းကြီးချားလေးကိုထည့်ထားအောင်လို့လား။သူကပြောပြီးတော့ရဲတယ်။ထိုးခိုင်းပါပြီ။ကြောင်တက်ခေါလောင်ကထိုးတော့တယ်။ငါသွားမယ်။ကျွန်တော်ပြောပြီးတော့လှည့်အထွက်မှသူကဟိဟိဟုခေါ်တယ်။လှည့်ကြည့်တော့နင့်နာမည်လည်းငါမသိရသေးပါလား။ဟုတ်သားပဲ။ငါနာမည်ကအစိုးတဲ့။တငယ်ချင်းတွေခေါ်ကြတယ်လို့ပဲလို့ပြောပြလိုက်တယ်။သူကခက်ခနဲရဲတယ်။သူတို့အဖေလောက်ကဒီမျိုးကိုပြောင်းလာရခြင်းဖြစ်တယ်။ တို့ကနောက်မှရောက်လာကြသူများဖြစ်တော်လေရှိပြီးသားတငယ်ချင်းတွေထက်ပိုပြီးတော့ခင်မင်မိတယ်။ယောက်ျားလေးတငယ်ချင်းတွေလည်းရှိသည့်တိုင်သူ့ပေါ်မှာပို၍ခင်မိတာကထူးဆန်းသည်။သူညီမခင်မင်တင်ကကျွန်တော်ကိုတွေ့စားကနေတလုံးငါတလုံးပြောတော်လေခင်မင်မင်းကကို့ထက်အသက်ကြီးတဲ့သူကိုရိုသေရမယ်ဆိုသဖြင့်ကိုမဆိုးဟု ပြောင်းခေါ်လာသည်။ခင်မင်းမင်းက ျွန်တော်ကိုခင်မင်မုံကပို့ပြီးတော့ထူကြတယ်။ကျွန်တော်ကမှတခြားတငယ်ချင်းတွေမောင်နှမတွေနဲ့ရောနော်ဆက်ဆံတာရှိသေးတယ်။သူကတော့ကျွန်တော်မှကျွန်တော်တယောက်တည်းကျွန်တော်ကိုလည်းသူ့လိုပဲဖြစ်စေချင်တယ်။တရက်မှကျွန်တော်သူ့မအတွက်ရှောက်သီးဝင်းကြီးတွေဝယ်လာခဲ့တယ်။သူ့ကိုပြီးတော့သူကမယူဘူး။မျက်နှာလည်းမှုန်ကုတ်ကုတ်နေ။ဘာဖြစ်နေရလဲဟာယူပါကျွန်တော်ကအတင်းပြေးတော့အခါသူကလက်နဲ့ ပုတ်ချလိုက်သည်ရှောက်သေးကွနဲ့မြေကြီးပေါ်ကိုကြကုန်တယ်ကျွန်တော်စိတ်ဆိုးသွားတယ်အမေငါစေရနာနဲ့ပေးတာကိုပုတ်ချတယ်ဟုတ်လားကျွန်တော်သူနဲ့စကားမပြောဘဲနေလိုက်တယ်သူကျွန်တော်ကိုဘာကြောင့်စိတ်ဆိုးရတဲ့ဆိုတာကိုခင်မေတင့်ကလာပြောပြသည်ကိုဆိုးကမာရီနဲ့အကြကြီးသွားပြီးစကားပြောလိုက်လို့တဲ့ဟာစကားပြောတာဘာဖြစ်လဲရုပ်ရှင်စကားအကြောင်းပြောတာပဲကြာမှာပေါ့ မမကမကြိုက်ဘူးနောက်ကိုသူများကိုအကြာကြီးသွားပြီးတော့စကားမပြောဘူးဆိုရင် ပြတ်ခေါ်မယ်တဲ့ဒါကငါ့သဘောပါတို့ရရင်သူနဲ့ကျွန်တော်ပြတ်ခေါ်ပြစ်သွားသည်သူကနေမာရီနဲ့စကားပြောတဲ့အခါကျရင်ပါးစပ်ကိုဖျဲနေရပြီးချစ်လို့ကိုမရဘူးတဲ့ဟာသူကရဲစရာရုပ်ရှင်ကြောင်ပြောတာရဲမှာပေါ့နောက်ကိုသူ့ကိုမခေါ်တော့နဲ့အမေဟိုလုံးနဲ့မခေါ်ရဘူးဒီလုံးနဲ့မခေါ်ရဘူးပြောအောင် နင်ကငါ့မိမို့လို့လားဟွန်းငါသာနေမေးဆိုရင်နင်ကိုကျိုးနဲ့တုပ်ပြီးတော့အသိရိုက်တယ်တိလားဒါဆိုရင်နင်အမေမဖြစ်နိုင်ဘူးမိရွေးပဲဖြစ်မှာကျွန်တော်တို့နှစ်ယောက်ကြားမှာအဓိကပြဿနာက ကျွန်တော်တခြားလူတွေနဲ့ပေါင်းတာကို သူမကြိုက်ချင်းပဲဖြစ်သည် သူကျွန်တော်ကိုခင်မင်းမုံကတဲထန်လုံးလာတယ်တခါတခါသူ့ခင်မင်းမှုပုံကြောက်တောင်ကြောက်လာတယ်ကျွန်တော်တို့နှစ်ယောက်ပြဿနာဖြစ်ပြီးမခေါ်မပြောရှိကြလည် ဂျားကစိတ်ဆက်ပေသူမှခင်မင်းတင့်ဖြစ်သည်ဒီလိုနဲ့ပဲရံဖြစ်ကြပြန်တင့်လိုက်ကြစိတ်ကောက်ကြပျော်ရွှင်ကြရင်းနဲ့နှစ်တွေကုန်လွန်လာခဲ့တယ်။ဆယ်တန်းကိုရောက်ကြတဲ့အခါမှာအရင်လိုတပူးထွက်ထွက်ဖြစ်မနေတော့ဘူး။ကိုကိုကခလေးမဟုတ်တော့ကြောင့်တိလာချင်းကစပြီးခက်ခွာခွာဖြစ်လာကြတယ်။ခင်မင်းမှုကတော့ရောက်သွားပါဘူး။အထုသဖြင့်သူ့ပေါ်ကျွန်တော်ကသာယောက်ျားလေးအပေါင်းအသင်းနေတဲ့တယုံယုံနေနိုင်တော့လေ။ ခင်မင်းမြင့်ကတော့ဘဒုံနေမှတိတ်မပေါင်းပဲတယောက်ထဲနေတာကများတယ်။တန်ရောစင်ဆိုဒီမှာမမီရတော့ကျိုးတစ်ချောင်းမင်ဖြစ်သည်ဟုဆိုကြတာပေါ့။ကျွန်တော်ကတော့တန်ရောစင်ကိုလေးနှစ်တူသည်ဟုထင်တယ်။အနည်းနာမှအမြဲရှိနေသည်မဟုတ်လား။ဆယ်ရက်ဆောင်မွေးဖြစ်ပြီးတဲ့နောက်မှာကျောင်းပိတ်ရက်တွေမှာကျွန်တော်ရောဂါတစ်ခုဖြစ်လာတယ်။အလိုလိုနေရင်းနဲ့လွမ်းတလိုလိုဝမ်းနေတလိုလိုဒေါသဖြစ်တလိုလို့ စိတ်မတည်မငြိမ်လှုပ်ရှားနေခြင်းပင်ထိုယောဂကိုတက်တာပေါ်နီးလန်းကို တွေးကြည့်ရင်ရုပ်ရှင်အောင်မမာရီနဲ့တခါဆုံနေသူကတော့ထုံးစံတိုင်းကျွန်တော်ကိုမြင်နေဝမ်းသာအားရနှုတ်ဆက်ပြီးစကားတွေအများကြီးပြောနေသူတော်လှလာတယ်ဟုထင်မိတယ်သူ့ကိုကျွန်တော်စိတ်ဝင်စားသွားတယ်သို့ဖြင့်မာရီကိုပေးဖို့စားတစောင်းရွေးပြတယ်မာရီကအင်္ဂလိပ်စာကျူရှင်တက်နေတယ်ကျူရှင်တို့သွားရလမ်းရှိမှာ ရေရင်းပြက်ကြီးပေါ်မှာကျွန်တော်ထိုင်ဆောင်နေခဲ့တယ်။စားကိုတခြင်းစားအုပ်ဈာရင်းကိုညှက်ထားတယ်။သွားနေကြအချိန်ကျော်သည့်အထိမာရီကရောက်မလာသည်။လာမယ့်လာတော့ခင်မင်းမြင့်တော်နဲ့တော်ရုပ်ပတ်ကားကလေးဖြစ်နေတယ်။ကားရှိကမ်းမှာသူပါလာတယ်။ကျွန်တော်အမြင်တော့သူကဘာလုပ်နေလဲဟုလှမ်းမိတယ်။အော်ပြောခြင်းမဟုတ်ပါတော့လေ။ဗစက်လုပ်ပုံကိုကြည့်ပြီးတည်ခြင်းဖြစ်သည်။ကျွန်တော်ကရောင်ရောင်ကန်းကန်းဖြစ်ပြီး လက်ထဲကသချင်းစာအုပ်ကိုပျောက်ပြလိုက်မိသည်သူကအထိပ္ပယ်တစ်မျိုးကောက်လိုက်တယ်ဒရိုင်ဘာကြီးကိုကားရဲ့ခိုင်းလိုက်ဟန်တူပြီးကားကကြွေကနေရက်သွားတဲ့ခါမှာသူ့ဆင်းလာတယ်ဘာလဲဘာလဲလို့ဘာပြောမလို့လဲဟုသူကမေးတယ်သူမျက်လုံးများကသချင်းစာအုပ်ကိုမျှော်လင့်ကြီးစွာဖြင့်ကြည့်နေသည်ဟုထင်ရတယ်ထိုခိုက်တံမှာပင်ကျွန်တော်ကိုကျွန်တော်လေးနားလေလိုက်တယ်ကျွန်တော်မာရီကိုချစ်နေတာမဟုတ်ဘဲ ကျွန်တော်ချစ်နေတာကဒူယာရင်းတချင်းစာအုပ်ကြားထဲမှာညှပ်ထားသောစာတွေမှာမာရီနာမည်တက်ပြီးတော့ရေးထားတယ်။ဘာမှမတက်နိုင်ပါ။ဘာမှမဟုတ်ပါဘူးဟာဟုကျွန်တော်ကပြောလိုက်ပါတယ်။သူမျက်နှာကွက်ခနဲ့ပြောင်းနေသွားပုံမှာအံ့အားသင့်စရာဒီလိုမျက်နှာမျိုးကိုကျွန်တော်ကမြင်ဘူးတယ်။ကျွန်တော်တို့အတန်းထဲမှာစားတော်သုံးဖြစ်တော့မတ်ချင်ဝင်သည် သူပထမရမည်ဟုယုံကြည်ထားပြီးမှဒုတိယဖြစ်သွားသောအခါမှာ ဖြစ်ပြန်သွားသည့်မျက်နှာထားမျိုးနှင့်တထေရသေးပြီမာရီကိုကျွန်တော်စာမပေးပြခင်ခင်မင်းမြင့်ကိုလည်းလုံးဝဖွင့်မပြောပြခင်စာရဲကမာရီနေရာမှာသူ့နာမည်ကို အစားထိုးပြီးရေးပြနေရရင်မတရားဘူးဟုထင်တော်ကြောင့်ဖြစ်တယ်ထို့နောက်ပိုင်းမှာတော့ကျွန်တော်တို့နှစ်ယောက်ဒီပို့၍ကင်းကွာသွားကြတယ်တနေ့စားတော့ခင်မင်းတင့်နေလမ်းမှာဆုံနေသူက မမကိုတွားကနေလာနှုတ်ဆက်ဖို့ကောင်းပါတယ်ဟုပြောတယ် ဟာဖဲသွားမှာမဟုတ်လို့လေဖေဖေရန်ကုန်ကို အလုပ်ပြောင်းရမယ်လေဒါနဲ့ကျွန်တော်တို့အိမ်ကိုသွားတယ်သူကအံ့ဩစရာကောင်းတော့အောင်တင်းငိမ်အေးဆေးနေကြောင်းကိုတွေ့ရတယ်ကျွန်တော်ကိုပြောဆိုဆက်ဆံဖို့မှာတာပန်မိတ်ဆွေအစင်မျိုးသားရှိတယ်သူကိုပြောမည်ဟုပြင်ဆင်ထားခဲ့သောစကားများကိုမပြောပြခဲ့ သူမရှိတော့သည့်နောက်ပိုင်းနှစ်နှဲငယ်တည်းကျွန်တော်ခံစားခဲ့ရတယ် သူကကျွန်တော်စီကိုစာမေးခဲ့ပါကျွန်တော်ကလည်းသူ့လိပ်စာကိုမသိပါတည်တည်တိုင်းဘာရေးရမလဲသူကဆယ်ရန်းကိုနှစ်ချင်းပေါင်းအောင်သည်ကျွန်တော်ကတော့နှစ်ဖြည့်ပြီးမှအောင်နေကျွန်တော်ကတက်ကတော့တက်နိုင်သူမဟုတ်စာပေးစာယူတင်နေတာတက်ဖြစ်တယ်ဒီလိုနဲ့ပဲသူနဲ့ကျွန်တော်ဝေးကွာခဲ့ရတယ်သူကပညာရေးတက်ကတော့မှတက်သည်ကိုတရင်ကြရတယ်အခုလောက်ဆိုရင် ကျောင်းဆရာမကြီးဖြစ်နေမှာပဲကျွန်တော်ဒီရန်ကုန်မှာအလုပ်လာလို့ရင်းကသူ့ကိုတကုတ်တကရှာဖွေခြင်းမရှိတော့လေကျောင်းစိန်လုံးကြီးဝှက်ထားတော့ဆရာမများကိုမြင်တိုင်းခရုတဆိုင်ကြည့်မိတာတော့အမှန်ပဲကိုတီကျွန်တော်ဘာကြောင့်အိမ်အောင်မပြုတ်တလဲဆိုတာကိုလေကိုကိုကမမေးမိအောင်နေသည်တရက်မှာတော့သူ့ကိုတွေ့ရတယ်အထက်တန်းကျောင်းတစ်ကျောင်းရှိမှဖြစ်တယ်ကျောင်းရှိမှဖြတ်ရှောက်ကျောင်းစင်းချိန်နဲ့ဂျုံနေတယ် အကျင့်ပါနေသဖြင့်ဆီယာမာများကိုမြင်လျင်စိုက်ကြည့်မိတတ်သည်ဆီယာမာတယောက်ကိုမြင်သောအခါထိတ်ခနဲရှင်ခုံသွားသည်ငငယ်ကရုပ်နှင့်တိတ်မတူတော့ပေါ်ပြီးတော့ရင့်ကျက်လာတယ်အသားလည်းပုတ်ဖြူလာသည်ဟုထင်ရသည်ဘာပဲဖြစ်ဖြစ်သူပါပဲဆိုတာကို အလိုလိုသိနေတယ်သူဒီကျွန်တော်နဲ့မျက်နှာချင်းဆိုင်ကိုရှောက်လာနေတယ်ကျွန်တော်ကိုတော့မမြင်သေးဘူးဖြတ်ကျော်သွားကနေတွင် ကျွန်တော်ရုတ်တရက်ရက်လိုက်သည် ူဒီနဲ့ကျွန်တော်ထိုးကြမှုကြောင့်တုံကနေဖြစ်သွားသည်တယောက်ကိုတယောက်ချိမိကြတယ်သူစီပါဇက်ကလေးဟာပြီးဟင်းဟူတွတ်တွတ်လေးရေရွလိုက်တယ်ကျွန်တော်ကဟုတ်ပါတယ်အဆိုးပါသူကရေလိုက်တယ်ထိုးခါကြမှာကျွန်တော်တုံ့လှုပ်သွားတယ်သူကဘာလဲမမှတ်မိလို့လားစမခင်မေတင့်ပါဟုပြောသည်ကျွန်တော်မျက်နှာပြတ်သွားသည်ကို ကို့ဘာသာမြင်လိုက်ရသည်ဟုထင်လိုက်သည် ထိုချိန်တွင်ကလေးငယ်တစ်ယောက်သည်သူ့ကိုပြေးဖက်ပြီးအန်တီလေးဟုခေါ်လိုက်သည်ဂျာမမရဲ့သမီးလေးဟုခင်မင်းတင့်ပြောလိုက်သောစကားမတိုင်မီကျွန်တော်ကသိနေပြီပါပြီကျွန်တော်သူ့ကိုအချိန်တိုင်းလွမ်းမနေအားပါ လောကကြီးမှာအချစ်ထက်ပို၍အရေးကြီးသော အချစ်လောက်အရေးမကြီးသော အချင်းနဲ့တန်းတူအရေးကြီးသောကိစ္စတွေအများကြီးရှိသေးသည်မြေတော်ပင်ဖြစ်စေ လင်းဆိုဒီမှာမမြင်ရတဲ့အတိုင်းအနီးနားမှာအမြင်ရှိနေတာကတည်ကြပါတယ်လူတို့ဒီနေ့ကိုမြစ်တော်နေချက်ကြတော့လေတခါတလေတော့သူရှိနေကြအောင်မုံတိုင်းစင်ရဲ့တတိပေးတဲ့ကြောင့်ကိုဝန်ခံရပါမိမယ်